နေသူအားကြလို့အတုခိုရင်ကြောင်းတန်တောင်ယုံနေဆိုပြီးဝေဖန်ခင်ရအေဂျင်မောင်ရဲ့အဖြစ်မင်သားကျော်အေဂျင်မောင်ကတော့ခရိုက်တာမျိုးစုံကိုပိုင်နိုင်တဲ့မင်သားတလဲဆွေးကုံကိုလိုချင်လို့ကြိုးစားရင်ပြည်တရီကြောင့်မှဝေဖန်ခင်ရလေးဖြစ်ပါတယ်။အေဂျင်မောင်ကအောင်မြင်တဲ့မင်သားတလဲဖြစ်ဖို့အချင်းတော်ကြာကြိုးစားခဲ့ရသူတယောက်ပါ။အောင်မြင်မှုရဖို့ဆိုတာသူအတွက်မလွယ်ကူခဲ့တော့မို့အောင်မြင်မှုလမ်းစပေါ်ရှောက်လဲရချိန်မှလည်းသူရဲ့နေရာကိုထိန်းနိုင်ဖို့အပြင်းထန်ကြိုးစားခဲ့ရလေးဖြစ်ပါတယ်။ ရေချမ်းမောင်ကအမှုပြအလုပ်တွေကိုလုပ်ခဲ့တာကြပါပဲအောင်မြင်မှုရလာတာမကြသေးခဲ့တဲ့အချိန်ကပါပါစကားရင်းများချင်းရိုက်နေရပါပဲလေသူရဲ့တေဝဆောင်ချက်တွေကမကောင်းဘူး over idea ဆိုပြီးလူများကြောင့်မဝေဖန်ခံနေရပါအနုပြာလို့တွေကိုစတန်လုံးနေရပြီမဲ့အောင်မြင်မှုရဖို့ကြံ့ကြာခဲ့တဲ့အေချမ်းမောင်ကမကြသေးခင်အချင်းကပဲလူများရဲ့အားပေးမှုကိုရရှိခဲ့ရလေဖြစ်ပါတယ်။အေချမ်းမောင်ကလည်းရှိမှအောင်မြင်နေပြီမဲ့သူရဲ့ရိုက်ကူးပုံတွေက တင်တလောက်မဟုတ်သေးတော့မို့ဒီတက်မကအောင်မြင်ဖို့ကြိုးစားနေရလေဖြစ်ပါတယ်။သူကဘယ်လိုမျိုးအောင်မြင်ကြတာလဲဆိုရင် ထိတ်တန့်မင်းသားဖြစ်တဲ့နေတူလိုမျိုးအောင်မြင်ချင်နေရပါ။နေတူဟာထိတ်တန့်မင်းသားဆိုရင်နာမည်နဲ့လိုက်အောင်သူရဲ့ပါရမီကလည်းမသေးသေးပါဘူးနော်။အချစ်အလွန်အဆွေဟာတာပြေဘလို့ပုံစံမဲလလာ နေသူဟာ character ပေါ်မှာစီမျောနိုင်သူတယောက်ပါဘလို့ character ကိုမဆိုသရရဲအကြောင်းဒီလိုဆောင်နိုင်တဲ့နေသူလိုအောင်မြင်ချင်တဲ့အင်ဂျင်မောင်က အခုစရဲ့နေသူလိုမျိုး character စီမျောရင်ဝေဖန်ခဏရပြီလဲဖြစ်ပါတယ်။အေချမ်းမောင်ကားခွန်လရှိမှာအောင်မြင်နေပေမဲ့သူရဲ့အောင်မြင်မှုတွေကလူတိုင်းအတွက်ယူအီနေမှာတည်ကြပါပဲ။သူက character မျိုးစုံမရိုက်ဘူးပဲ။သူရိုက်ခဲ့ဖို့တဲ့ဖောက်ပြန်တဲ့ character drama ပုံစံတွေနဲ့တောင်းနေမြကြည့်ခရလေးဖြစ်ပါတယ်။ အေချမ်းမောင်ကတူနေလိုက်ဖက်တဲ့ဒရမာတစ်မျိုးသေးကတရိုက်တွင်နေမယ်ကြီးလာတာမို့ပရိသတ်ရဲ့အမြင်မှာသူ့ရိုးရီလာမကိုဆိုရင်တော့အေချမ်းမောင်ကနေသူလို့ဆယ်စုံရမင်းသားဖြစ်အောင်စူးစမ်းနေရလေဖြစ်ပါတယ်။သူအခုစိန်မရိုက်ကူးမှုတဲ့ character တခုကိုရိုက်ကိုရင်ပရိသတ်ချစ်ကျူတာခံခြင်းပေမဲ့လက်တွေ့မှာတော့ဝေဖန်ခံရပြီလေဖြစ်ပါတယ်။ ရဲချမ်းမောင်ကအခွင့်ဆိုင်ရဲ့သူနဲ့မလိုက်ဖက်တဲ့ဟာသာဇက်ကားကိုပုံဖော်ရိုက်ကူးခဲ့ရလေဖြစ်ပါတယ်။ပုံမှန်သူရိုက်ကူးနေကြလူတွေနဲ့ဟာသာဇက်ကားပြတ်တဲ့ကြောက်နေမဲဆိုရဲဇက်ကားမှာရဲချမ်းမောင်ကဟာသာပုံစံရိုက်ကူးခဲ့ရလေဖြစ်ပါတယ်။အိုက်ဂရိတာကအထူးထက်သောစိန်ခေါ်မှုတစ်ခုဖြစ်မှာတော့သိကြပါပြီ။ပုံမှန်ရီမောမရှိတဲ့လူတယောက်ကဟာတာကရရတာမလွယ်ကူပေမဲ့အေချမ်းမောင်ကပုံစံအပြောင်းလဲပြင်အောင်ရိုက်ကူးခဲ့ရလေဖြစ်ပါတယ် ။သွားကြောက်နေရမယ်ဆိုတဲ့ဇာတ်ကောင်မှာနေသူရဲ့တရားဆောင်ပုံတွေကိုအတူခေါ်ပြီးလှူထားတယ်လို့ပါပဲ။စကားပြောပုံတွေလက်ဟန်ချေရန်တွေက နေတို့ဟာတာကအရရင်အလုံးနဲ့ကြားပုံနဲ့ဆင်နေရပါအေချာမောင်ကမရိုက်ဘူးတဲ့ကရိုက်တာနဲ့ပရိတ်တာအပီးမှုရအောင်တရားစူးစမ်းပြရခဲ့ပေမဲ့သူရဲ့တရားစောင့်ချက်တွေကပရိတ်တာရဲ့အချာမှာပြောစရာဖြစ်နေပါပြီသူရဲ့ရချက်မမောင်ဆိုတဲ့ကရိုက်တာကိုပြပြင်းအောင်တရားစူးစမ်းထားပေမဲ့သူရဲ့ပုံစံကကိုယုတ်ကာယနဲ့ မသိရင်ကြောင်ကြောင်ကြောင်ဖြစ်နေတဲ့လူကြနေရပဲဆိုပြီးပြည်သူတွေကဝေဖန်နေကြပြီလေဖြစ်ပါတယ်။သူရဲ့ပုံစံကနေတူလိုထက်တူကြအောင်မလုပ်နိုင်ပဲ character တသက်လူအားတသက်နဲ့ဘလို့ပုံကြည့်လဲမသိဘူး။ နောက်ထပ်မရိုက်ပါနဲ့တော့ဆိုပြီးဝေဖန်နေကြလေ ဖြစ်ပါတယ်။အေးချမ်းပေါင်းကတော့ထူးထူးဆန်းဆန်းရိုက်ကိုပြီးအောင်မြအောင်ကြိုးစားခဲ့ပေမဲ့ဝေဖန်မှုတွေပြန်ထန်နေအောင်နောက်ချက်မရိုက်တော့ဘူးဆုံးဖြတ်လိုက်ပြီးလေဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးတာရဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်တို့ page လေးကနေပြီးတော့စီဝင်စားပေးရဆယ်လီနုပညာရှင်တွေအကြောင်းများကိုချင်းနေပြီးညတင်ဆက်ပေးဖို့မှာပြုလို့အတိတ်တော့အကြောင်းတွေတင်နိုင်လို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးခွလေးနေထားပေးကြပါအောင်ရှင်။အစုံတရာအပြည့်ကြီးစုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။